အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဖေးရင်လက္ခဏာဟောတဲ့ဥကျော်ဆိုလိမ့်မယ်ဖြစ်ပါရဲ့ကျွန်တော်ယခုတစ်ခါပေါ်ပြမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေတို့ရဲ့လက်ဖွားပြင်ကိုကြည်ပါမိတ်ဆွေတို့ရဲ့လက်ဖွားပြင်ကလက်တန်းရဲ့အစွန်ဘက်နော်အောက်ခြေစီးကနေပြီးတော့လက်တန်းအောက်ဘက်စီးသို့နော်ဒူးထွက်လာတဲ့လမ်းကြောင်းလေးကိုကျွန်တော်တို့ကအိမ်တော်ရင်းလမ်းကြောင်းလို့ခေါ်ပါရဲ့ဗျနော်ဆိုပါအိမ်တော်ရင်းလမ်းကြောင်းဟာတူတော်နေပါလေ ချစ်မှုကြီးရာတက်တန်းတူတက်ပါခင်ဗျာကိုကြီးရှိုင်လည်းအကြောင်းထိုးကြောင့်လွဲချော်ရတက်ပါတယ်စမ်းကျင်ဘက်လိန်ဒီပေါ်မှာလည်းတိခန်တဲ့စိတ်နဲပါပါတယ်နော်စမ်းကျင်ဘက်လိန်ဒီပေါ်တိခန်တဲ့ဆိုရင်နဲပါတတ်တဲ့သူမျိုးရဲ့လက်မှာလည်းအဲ့လိုအိမ်တော်ရင်းလမ်းကြောင်းဟာတူတောင်းနေတက်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲဒီကိုချိုးပါတယ်ခொနေသားလေးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာခြင်းရှိကြပါစေခေါင်းညိုလျော်ဆန်းလွန်တော်ရဲ့ပြည့်စုံကြပါစေ ျွန်တော်ဒီဘရင်လက္ခဏာမျိုးများဆက်သွယ်လို့ဖုန်းနံပါတ်ကောင်းကောင်းလေးတစ်ချောက်ကုန်တော့ရှိဆက်သွယ်ရေးဆိုလကောကျွန်တော်ရဲ့ TikTok အကောင့်မစင်ညာမဆင်တော့လကောင်းသုံးမှုကျွန်တော်ရဲ့ Facebook မှာတော့လကောင်းဆက်သွယ်ကဘရင်လက္ခဏာမျိုးများဆက်သွယ်ဆောင်တယ်လို့ရပါခင်ဗျအဲကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေကုန်းချိုးပါတယ်နောက်နောက်ဗီဒီယိုများမှာပြန်လဲဆုံစည်းကြပါမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ